ဘဝဆိုတာစိန်ခေါ်မှုတွေနဲ့ပြည့်နေပြီမဲ့သူ့ကိုအနိုင်ယူဖို့အတွက်တတိရှိရမယ်တတိမရှိဘူးဆိုရင်တော့စိန်ခေါ်မှုတွေကိုကြော်လွှားသွားနိုင်မှာမဟုတ်ဘူးစိန်ခေါ်မှုတွေကြော်လွှားသွားနိုင်ပြီဆိုရင်တော့ပူပြောမှတတိတွေလည်းရှိတာလိမ့်မယ်ကြာရှုံးမှုတွေနဲ့လည်းရင်ဆိုင်ရနိုင်ပြီးတော့အခိုက်အတန့်တိုင်းကိုအတွေ့အကြုံဖြစ်ပြောင်းလဲပြီးတော့ တင်ငန်းစာယူပါတေချာခိုင်လုံးနဲ့ရီမန့်ချက်တွေအိမ်မက်တွေထားပြီးတော့အချိန်တိုင်းအကောင်းဆုံးကြိုးစားပါဘယ်အရာမှမဖြစ်နိုင်ဘူးလို့မတွေးပါနဲ့ဘယ်အရာမှဆိုအချိန်ယူပြီးကြိုးစားရင်ရကိုရနိုင်တယ်စိတ်ထဲချခိုင်တဲ့သူတွေကဘဝရဲ့အခက်အခဲတွေကိုရင်ဆိုင်နေတယ်ဘဝမှာရလာတဲ့အခွင့်အလမ်းတိုင်းကိုဖန်ဆုပ်ပါ လွယ်လွယ်နဲ့လက်လျှော့လိုက်ရင်နောင်တရရနိုင်ပြီ။အောင်မြင်ခြင်းရင်အခက်အခဲတွေစိန်ခေါ်မှုတွေနဲ့ရင်ဆိုင်ရနိုင်ပြီ။လက်မလျှော့ရင်ရင်ဆိုင်ပြလိုက်ပါ။ဘဝကိုအနိုင်ယူဖို့ကိုယ်ကြီးကိုယ်သွေးတွေကိုမြင့်တင်ပါ။အသိပညာတွေတိုးပွားလာလေ့လာသင်ပါ။အဆိုးမြင်စိတ်တွေကိုဖယ်ရှားပြီးတော့အမြဲတမ်းအကောင်းမြင်စိတ်ထားပါ။ ကိုချင်းစာတဲ့သူစီကံရှိသူဖြစ်အောင်ကြိုးစားပါတချို့တွေကျတော့ကိုချင်းစာတဲ့တွေစီကံမရှိဘူးတချို့တွေကျတော့စီကံမရှိပြီးတော့မှကိုချင်းမစာတဲ့အခါမှာထောက်ထားမှုတွေညာတာမှုတွေမဲ့ကုန်တယ်ကိုရဲ့အားနည်းချက်တွေပေါ်စိတ်ပြတ်မနေပါနဲ့ကြိုးစားသင်ယူပြီးတော့ပြင်လို့ရပါတယ်ဘဝဟာတူတောင်းနေအချိန်ကိုအကျိုးရှိရှိအသုံးချမှုမမေ့ပါနဲ့ ဘဝကိုအနိုင်ယူဖို့ဆိုတာလွယ်ကူတဲ့အလုပ်မဟုတ်ပေမဲ့မဖြစ်နိုင်တာလေမဟုတ်ပြန်ဘူးစိတ်ဓာတ်ဝရိယကြိုးစားသင်ယူမှုတွေကစနစ်တကျအသုံးချတတ်မယ်ဆိုကိုဟာဘဝကိုအနိုင်ရပါတယ်ဒါကတော့ကျွန်တော်လူငယ်တွေကျွန်တော်မိတ်ဆွေတွေတို့ဘဝအတွက်တန်ဖိုးရှိတဲ့ဆွေမျိုးများသာဖြစ်ပါတယ်ကျွန်တော်လူငယ်တွေမိတ်ဆွေတွေဟာလေဒီတစ်နှစ်ကိုပျော်ပျော်ရွှင်ရွှင်နဲ့ဖြတ်သန်းရင်း အောင်မြင်ပျော်ရွှင်တဲ့ဘဝတွေကိုရရှိဖို့ကျွန်တော်ဆုတောင်းပေးပါတယ်ကျွန်တော်ကတော့ကိုညာလေးအောင်ပါ